အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကဒီနေ့ဆရာကျွန်းနဲ့ရေးသားထားတဲ့ဝိထုအတူလေးတစ်ပတ်ကိုဖတ်ပြပေးချင်ပါတယ်ခေါင်းစဉ်လေးကတော့အမွေမိမိနိုင်ငံစာပေလောက၌အတန်အသင့်နာမည်ရအထိုက်လျောက်အောင်မြင်မှုရှိသောစာရေးဆရာတဦးဖြစ်လာခဲ့ပြီဆိုရင်ထို့သူ လူရဲ့ဘဝ၌မမြင်ရသောအစိတ်ပိုင်းနှစ်ရက်ကွဲပြားသွားပြီးတဲ့နောက်နှစ်ကိုယ်တစ်စိတ်အယုတ်ကဲသို့ ရှင်တွဲလျက်ကခြားနာသောအသွင်သဏ္ဍာန်ဖြစ်နေတတ်သည်ဟုကျွန်တော်ထင်သည် ပူပေါင်းနေလျက်ကွဲပြားခြားနာသောအသွင်နှမျိုးသည်ဘယ်သောအခါမှကွဲထွက်ဝေးခွာသွားခြင်းမရှိထိုစိတ်ပိုင်းနှစ်ရက်ကိုဘယ်သို့သော စွန့်ရင်သိထိကားမှခွဲခွာပိုင်ဖြဲ့၍မရထိုသူ လူသည်စာအုပ်ဤကျွန်းနှင့် စာအုပ်ဤတခင်ဖြစ်နေ၏သူကစာအုပ်ကိုဖန်တီးပြုတ်လုပ်နေချိန်မှာစာအုပ်ကလည်းသူ့ရဲ့ဘဝကိုဖန်တီးပြုတ်လုပ်နေပေလိမ့်မည် လူတယောက်ဤထို့သောသော အခြေအနေသည်စိတ်ပြတ်ဖွယ်လေကောင်းနေပြန်သည်အခြားတစ်ဖက်ကကြည်လင်ဂုံတက်ကျေနပ်ဖွယ်လေကောင်းနေပြန်သည် သို့သောတတနွယ်ဝင် လူစင်စစ်တဦးသည်ပုဂ္ဂလိကဖြစ်တည်မှု၌သာ အာရကျေနပ်နိုင်သည်တိကျစိတ်စေတသိတို့ဖြစ်သောသူဘဝကို ရှင်သန်လိုသည်မှာသူဤသဘာဝအတ္တပင်ဖြစ်သည်သူသည်သူသာလင် ဖြစ်ခြင်းသူဤတိကျအစိတ်ပိုင်းသူ ဘီကိုအလိုရှိမည်မဟုတ်။သူသည် မနှုတ်သည်ဟရုတ်တုဆန်ခြင်းကိုမှတ်နှင်းမျိုးလူဆိုလင်လူဖြစ်ချင်းသေးဆိုလင်ချင်းသေးဖြစ်နေဖို့သာတောင်းတသည်။လူဖြစ်လင်ရဲတိုင်းနေနေလိုက်မည်ချင်းသေးဖြစ်လင်ကိုအောင်းနေလိုက်မည်။စာရေးဆရာတဦးတည်းစာအုပ်ကြီးကျွန်တစ်ပိုင်းသခင်တစ်ပိုင်းအသင် ပုံစံဖြင့်နေထိုင်အသက်ရှင်ကြခြင်းမှာမိမိတစေကမိမိကိုပြန်ချောက်ခြင်းမျိုးဖြစ်နေပေတော့သည်။ဆိုခဲ့သောတစေချောက်ခံရခြင်းမျိုး မကြုံတွေ့မီကကျွန်တော်အခြေအနေကိုဥစွာတင်ပြလိုပါသည်ကျွန်တော်ဒီလူဒန်းစားအောက်ဆုံးအလွာကြီးအပေါ်ရံပိုင်းမိသားစုတစ်ခုမှပေါက်ပွားကြီးပြင်းလာခဲ့ပြီးကိုရူးကိုဂျွန်နီးဖြင့်ကျောင်းပညာသင်ညာရေးကိုစီးပူးစက်မှတ်လေ့လာခဲ့သူဖြစ်သည်မိဘနဲ့ဆွေမျိုးညာတကာတွေမှာတော်ပေါင်းကြီးကျောင်းတွက်တောင်သူလယ်သမားများသာဖြစ်ကြသည်သူတို့နှင့်စာပေအမှုပညာနှီးစမ်းမှုရှိသည်ကအံ့ဩဖွယ်မို့ထို့သောလူဒန်းစားမျိုးငယ်စုတစ်ခုထဲမှာ စာပေအမှုပညာညွှန်ငင်ဖျားယောင်းခြင်းကိုငငယ်ရွယ်နဲ့ခံလိုက်ရတော့ကျွန်တော်အဖြစ်ကသာအံ့ဩဖွယ်ဖြစ်ကောင်းဖြစ်နိုင်သည် သို့မဟုတ်ကံစီမံရာ အထုံပါရမီကြောင့်စာပေအမှုပညာကို စာပေသင်ယူကားစားကကလေးတငယ်ဘဝတွေက ကျွန်တော်ဆွဲမှတ်ယူသွင်းတာပြောနိုင်ပါသည်တနည်းဆိုရင် ကျွန်တော်အသက်9နှစ်10နှစ်ခရဲကမိမိရဲ့တည်တန်းစာကိုစတင်ရေးသားခဲ့ခြင်းဖြစ်လိမ့်မည်ဝိဓုစာအုပ်တွေကိုညနေတကောင်အထိ အရေးပြက်ခံပြီးဖတ်နေတယ်။သတင်းစာဆိုရင်လည်းတစ်ဆောင်လုံးမျက်စိပြူးထွက်နေအောင်ဖတ်တယ်။ငါတို့သားကြီးလာရင်ဘာဖြစ်မလဲတော့မသိဘူး။ငါအတီတွေကဖုန်ကြီးသိမ့်ပြီလို့စာရေးဆရာကြီးပဲဖြစ်လာမလား။ငါတို့အိမ်ချေရင်ကနိုင်ငံရေးသမားရုံးစည်းရေးကြီးလို့လက်ဖက်ရည်ဆိုင်မှာအာပေါင်းအာရင်တန်တန်နဲ့ကြီးကြီးကျယ်ကျယ်ကြီးရှောက်ပြောတတ်လေတဲ့လေဟိုးတယောက်ဖြစ်လာမလားငါတို့စောင့်ကြည့်ကြတာပေါ့ဟုတ်ကျွန်တော်ဤဖခင်တော်သားကြီးက မိခင်တောသူမကြီးဟာတူတူတိတ်တိတ်ပြောပြခဲ့သည်ကို ကျွန်တော်အမှတ်မထင် ကြားသိခွင့်ရခဲ့သည် ကျွန်တော်ဘာမှမခံစားမိခဲ့ပါကျွန်တော်တွေးတော့ခဲ့သည်မှာတခုတည်းပဲဖြစ်သည်စာရွက်ပေါ်ကစလုံးတွင်နေငါ့ကိုငြိမ်ငြိမ်ကလေးဖမ်းချုပ်ထားနိုင်ဟာဒီစာရီကိုရေးသားတဲ့လူတွေဟာလူတွေသာဖြစ်တယ်နတ်တွေဝါရီမဟုတ်ကြဘူးငါလဲလူပဲသူတို့လိုစာရီရေးသားနိုင်ရမယ်ဟုကျွန်တော်စဉ်းစားဆန္ဒပြုခဲ့မိပါသည် ထိုကာလမှစ၍စာအုပ်များသည်ကျွန်တော်၏ဆရာဆစ်ဆရာမများဖြစ်လာခဲ့ကြသည် လူဆရာများသည်ကျွန်တော်အားပံ့ပိုးကူညီသူများသာဖြစ်ကြသည်ထိုဆရာများသည်စာပေအတက်ကို ကျွန်တော်၏အုံနောက်ထဲသို့သွတ်သင်းထာပနာပေးခဲ့ကြ၏စာအုပ်များကစာပေအမှုပညာကို ကျွန်တော်၏နှလုံးသွေးစီးကြောင်းထဲသို့ပျော်ဝင်စီးဆင်းစေခဲ့ကြပါသည်ဟေးဆာရေးဆရာကြီးစာတွေရေးလာကြည်လား အရေးပြက်ပြီးဖြားနာနေပါဦးမယ်ကွာဟုကျွန်တော်၏ဖခင်ကြီးက ကျွန်တော်ကို မကြာခဏရီတီတီနဲ့တရီပေးခဲ့သည်ကျွန်တော်အလေးမထားခဲ့ပါ တက္ကသိုလ်ဖုံးနိုင်လို့စာရေးဆရာကြီးဖြစ်ချင်တယ်လို့ပြောရအောင်မောင်ကဆယ်တန်းတော်မအောင်သေးဘူးသူကတက္ကသိုလ်ကျောင်းအုပ်ကြီးကျောင်းဖြစ်နေတာဟုကျွန်တော်၏ငယ်ကြီးစားကခနိုးခနဲ့နဲ့ကျွန်တော်၏လမ်းကြောင်းကိုမတိမတာပိတ်ပင်သည်စာရေးဆရာဖြစ်ချင်ရင်တက်တိုးကို အတူယူ ူကပညာတတ်အစိုးရအရာရှိတစ်ဖက်မှာလည်းအများကလေးစားရတဲ့စာရေးဆရာကြီးမင်းကစာရေးဆရာဖြစ်မဖြစ်သေးဘူးအရက်ကလေးတများများလုံနေပြီစာရေးဆရာဖြစ်လဲမင်းထမင်းဝမယ်ကောင်စားမဟုတ်ဘူးဟုကျွန်တော်ဤဦးလေးတော်ចောင်းဆရာကကျွန်တော်ကိုပြင်းထန်စွာ ဆုံးမသည် အကြာကြာသောမရေတွက်နိုင်သောဖိအားများကိုခက်ခက်ခဲခဲတွန်းလှန်ရင်းစာရေးဆရာဖြစ်လာအောင်ကျွန်တော်အားထုတ်ခဲ့ရသည် အခြားခြားသောမရေတွက်နိုင်သောဒုက္ခများကိုကြော်လွှား၍စာရေးဆရာဘွားကိုကျွန်တော်ခက်ခက်ခဲထူထောင်ခဲ့ရသည်အခြားခြားသော ဆုံရှုံနစ်မြာမှုများနှင့်အတူ တက္ကသိုလ်ဘွဲ့ဒီဂရီတရားဝင် ထမင်းစားလက်မှတ်အိမ်နောင်နှစ်ဆက်အပေါင်းသင်းချို့ကိုကျွန်တော်ရင်တနှစ်နည်းနဲ့စွန့်လွတ်ပစ်ခွာရင်းစာရေးဆရာဂရီပါဝိယုံနှကြီးကို လွှမ်းခြုံခဲ့သည်ထိုဝိယုံနှကြီးကကျွန်တော်၏ခန္ဓာဒုတိယမြောက်အရေးပြားဖြစ်လာသည် စာပေအမှုပညာကကျွန်တော်ကိုညွန်အိုင်တဲကိုလိမ့်ချသွားသော ခွေးတကောင်လို အရှုံးထဲမှာသွေးယူသွေးတန်းရုံးကန်လှူရှားစေသည်ကျွန်တော်ကမိမိစုတ်ကင်ထားသော ကလောင်အတုံးပဲကိုဝရစိန်လက်နက်တပွဲ မလွတ်တမ်းစုတ်ကင်ထားသည်ကျွန်တော်၏အစာအိမ်ဟောင်းလောင်းမှာအေကိုရောငွေတိမ်တိုက်တွေပိတ်ဆို့နေကြသည်ကျွန်တော်မှရှိတဲ့သောဖိုဟော်မုန်းတံငွေအငွေပြန်လွှင့်ပါကုန်ကြပြီသို့သော ်အပေါက်ပေါက်အပြဲပြဲနဲ့ဝိယုံနဲ့ကြီးကတော့ဂရီဘာသာတလက်လက်ဖြစ်တကွန်အောင်လံတစ်ခုလိုကျွန်တော်ကြောဘက်မှာတလူလူလွင့်ခါနေသည် ကျွန်တော်ဒီမိမိအရေးနဲ့အပြေးပြိုင်နေသည် သို့တော့ပန်းနိုင်ကဘယ်စီမှာရှိမှန်းကို မဆိုထားတည်ဘူးဘလို့အမျိုးအစားပန်းနိုင်မျိုးမှန်းကျွန်တော်မသိနေပွန်ဆိုရိုးတစ်ခုရှိသည်ပန်းနိုင်ကိုရောက်သွားတာထက်မျောတလင်းလင်းနဲ့ခยีသွားရတာပိုကောင်းတဲ့ ဒါကိုလည်းကျွန်တော်မသိဘူးထိုကာလတွင်ဝိလုံတော်ရရှိနေမင်းဥခင်ယူကျွန်တော်လုံးဝမသိဆိုသူထံမှအရေးတကြီးဖိတ်ကြားလာရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်ရန်ကုန်မြို့လေကောင်ကုံတယ်လမ်းမကြီးတနေရာမှာတည်ရှိသောဥခင်ယူ၏ရုံးခန်းသို့ကျွန်တော်အပူတပင်းသွားခဲ့ပါသည် သူကအရေးတကြီးဖိတ်ကြားခဲ့တော်လဲမြေမြအရေးကြီး၍ဘာကြောင့်အရေးကြီးမှန်းစာထဲမှာဖော်ပြမထားခဲ့သဖြင့်ကျွန်တော်ဇဝေဇဝါနဲ့အပူတပင်းသွားခဲ့ရခြင်းဖြစ်၏ ထိုဝိလုံတော်ရာရှိနေမင်းရဲ့အနမီကိုသုံးသပ်မှန်းဆ၍၎င်းသည်ခတ်ကြောင်ကြောင်ရွှေသားတက်ထားသည့်တယုတ်ကြီးတူဖြစ်မည်ဟု ကျွန်တော်ထင်မှတ်ထားခဲ့သည် မဟုတ်ပါဥခင်ယူသည် အသားမဲမဲပိန်ကြောင်ကြောင်အင်္ဂလိပ်အင်ဒီယန်လူပလန်လေးတူသာဖြစ်နေပါသည်ကိုလူဝနာကြောထင်ဥပါကြားဆိုတဲ့ပုဂ္ဂိုလ်ကိုသိသလားဟုဥခင်ယူကကျွန်တော်ပေါ်မှာအများဆုံးအသုံးပြုသော မေးခွန်းဖြစ်စကားဆသည် ကျွန်တော်ဇမင်းသားကြီးဝနာကျော်ထင်စိန်အောင်မင်းဆိုတာပဲကြားဖို့ပါတယ်။ဥပကြားကလည်းဇမင်းသားပဲလား။ဒါမှမဟုတ်အမျိုးသားပညာဝင်ဥဖိုးကြားလူចောင်းဆရာတယောက်ပဲလား။ဝနာကျော်ထင်ဘွဲရထားပုံထောက်ရင်သူကအလှတန်းရရောတဲ့ဒနာရှင်တယောက်လားဟုကျွန်တော်ကလည်းမိခွန်းတွေကိုဇက်ဆက်တလူပြန်ပြီးသည်။ကိုလူထင်တာတခုမှမဟုတ်ဘူး။သူ့နံမြီအရင်ကသူ့မိဘတွေမှဲ့သွားခဲ့တဲ့အတိုင်းဝနာကျော်ထင်ပါကြား ာဖတ်ဝါသနာကြီးတဲ့အဆောက်အုံကန်ထရိုက်တာတိဟောက်ပဲအဲ့ဒီပုံကနဲ့ကျွန်တော်ကဘလို့ပတ်သက်လို့လဲဗျဘလို့မှမပတ်သက်ဘူးပတ်သက်စရာလည်းမလိုဘူးသူကသေသွားပြီလွန်ခဲ့တဲ့ဆယ်ရက်လောက်ကအသက်88နှစ်မှာဆုံးသွားတာကိုလူနဲ့မပတ်သက်ဘူးဆိုပေမဲ့နည်းနည်းတော့ဆန့်ဆက်နေတယ်ကမ္ဘာကုလသမအတွင်းရေးမှူးချုပ်နဲ့ကျွန်တော်တို့ဆက်ဆက်မှုရှိသည် ဟုပြောလေကျွန်တော်အံ့ဩချင်မှအာဟောမည်နာမည်ဆန်းဆန်းနဲ့ ကန်ရိုက်တာတယောက်ကွယ်လွန်ကကျွန်တော်ဘွားတဲကိုဝင်ရောက်လာပုံမှာအသက်ရှူမလာအောင်အံဩဖွယ်ကောင်းနေတယ်ဝနာကြော်တင်ဥပါကြားဆိုတာကျွန်တော်အတွက်တော့အင်္ဂါကြိုသားတယောက်ထက်ဘာမှမပေါ်ပါဘူးဟုကျွန်တော်ကစိတ်ရှုပ်တန်ဖြင့်ပြောမိ၏အမှန်လဲစိတ်ရှုပ်ဖို့ကောင်းနေတယ်တသက်လုံးအိမ်ဆုပ်ကလေးနဲ့လင်းလာခဲ့တော့ကျွန်တော်နဲ့အဆော့အုံကန်ထရိုက်တာ ဆိုသူတို့ကြားမှာအဆက်ဆက်ရှိလာခြင်းမှာတွေးတော်မှန်းဆရခတ်တော့ရှုပ်ရှုပ်ထွေးထွေးပုံစံတည်းဖြစ်နိုင်သည် သူကကိုလူရဲ့စာဖတ်ပိတ်သက်တယောက်ပဲသူကြည်ရတာငရုတ်သီးမုတ်ထုတ်တဲ့သတင်းစာဆက်ကူစုပ်ကနေမဟာဗုဒ္ဓဝင်ကျမ်းတွဲကြီးတွေအထိစိတ်ဝင်စားထက်သန်မှုတမျိုးတစားတဲ့နဲ့ဖတ်တတ်တဲ့လူမျိုးဖြစ်ပုံရတယ်ကျွန်တော်ပြည့်သက်ထဲမှာစာကြဘိုးကြီးတယောက်ပါဝင်နေပေမဲ့ကျွန်တော်ကုန်းမယူပါဘူးကျွန်တော်ကပြည့်သက်အတွက်စာရေးတာမဟုတ်ဘူးထမင်းစားဖို့စာရေးတာစာပေကကျွန်တော်အတ္တမူဝမ်းကြောင်းအလုပ်အတွက်လက်သုံးကရိယာတစားပလာတမျိုးထက် ဘာမှပို့ပြီးမထူးကြဘူး။ထားပါတော့ဥပကြားကကိုလူအတွက်အမွေတွေထားခဲ့တယ်။တရားဝင်စာအုပ်စာတမ်းတွေနဲ့တေချာစီစဉ်ပြီးအဲ့ဒီအမွေကိုလူကိုပေးရဖို့သူ့ကို အာနာဂုံတောင်းဝင်လွှဲခဲ့တာ။ဒေဝရလူပရရောက်ပြီးကျွန်တော်ကို လာတွေ့တယ်ဆိုရင်တော့လူကြီးမင်းရဲ့စကားကို ကြားရတာတော့ကျွန်တော်စိတ်လုံရှားမယ်မထင်ဘူး။အခုကျွန်တော်အစမ်းကျဲဆုံးအိမ်မက်တစ်ခုမှတ်နေတာဖြစ်ရမယ်။ အင်္ဂလိပ်လိုအိန္ဒိယန်ကြီးကထိုင်ရာမှထပြီးသပွဲပေါ်မှာခါးကို ကိုင်းကသူ့ရဲ့စုပ်ချွန်းညွှန်းမျက်နှာကိုကျွန်တော်မျက်နှာနဲ့ထိမတက်တိုး၍ကိုလူရမယ်အမွေက စာရေးဆရာကြီးတယောက်အတွက်ဆိုရင်ရှောလမုံယန္နာတိုက်ကြီးတစ်ခုလုံးကိုရလိုက်တာမျိုးပဲဝနာကျော်ထင်ဥပချာကသူ့ရဲ့ကိုပိုင်စာကြည့်တိုက်မှာရှိသမျှစာအုပ်တွေကိုခမားတဝူတဲ့အတွက်အမွေလဲခဲ့တယ်နားလေလားရိုးရိုးသားသားပြောရရင်ကျွန်တော်နားမလဲဘူး ဥခင်ယူကဟူးကနေမြီအောင်ပင်တန်မှုတ်ထုတ်ပြီးသူ့ရဲ့ကလထိုင်မှာ ပြန်ထိုင်ချလိုက်ကျွန်တော်ဘာမှ နားမနေနိုင်သေးပါဒစိမ့်ပြင်းပြင်းလူကုန်းနဲ့တဦးကွဲလွန်သွားပြီးတဲ့နောက်သူ့ရဲ့စာအုပ်စာတမ်းများကိုကျွန်တော်အတွက်အမွေလွဲအပ်ထားခဲ့ရခြင်းပါထိုဘုတ်ကိုကွဲလွန်ကန်ဒီကမှသူ့ရဲ့စိတ်အခြေအနေပုံမှန်မရှိခြင်းကိုကျွန်တော်ထင်မြင်သည်လူဖလန်လေးကစပွဲပေါ်ရှိစာရွက်တရက်ကိုဖြတ်ကနေကောက်ယူ၍တစ်ချက်ကြည့်သည် ဥပါကြရဲ့အမွေလွဲစွာကို သူကိုယ်တိုင်ကလွဲလို့ဒုက္ခဘာလုံးနားလည်နိုင်မှာမဟုတ်ဘူးအဓိကအချက်ကတော့ကိုလူတောင်ရင်မြောက်ရင်းနဲ့ထမင်းစားဖို့ငွေရှာတဲ့အရေးသားတွေထဲမှာကိုလူအနေနဲ့အဟုတ်ကိုချစ်မြတ်နိုးတဲ့စာရေးဆရာ ဖြစ်ပေမဲ့စာအုပ်တွေဈေးကြီးလို့မဝင်နိုင်တဲ့အကြောင်းစာကြည့်တိုက်တွေမှာကိုလူအလိုရှိတဲ့စာအုပ်တွေမရှိတဲ့အကြောင်းမကြကနာထည့်ရတဲ့တာကိုဥပါကြသတိထားမိသွားပြီးကိုလူရဲ့ဒုက္ခကိုဖြေရှင်းပေးနိုင်အောင် သူ့စာအုပ်တွေကိုအမွေပေးခဲ့တာလို့စာချုပ်ထဲမှာသူရေးထားရခဲ့ပါဒါပါပဲဥခင်ယူက အချားစာရွက်တရက်ကိုကောက်ယူလိုက်ပြန်ပြီးထိုင်ရမှထားသည်ကျွန်တော်ရှိသူစာရွက်ချကစာရွက်တနေရာသို့သူကလက်ညှိုးထိုးထောက်ပြသည်ဒီနေရာမှာကိုလူရဲ့ထိုးမြဲလက်မျက်ကို ထင်ရှင်းသာချစ်ပါသူပေးသောဘောပင်မင်းကျွန်တော်လက်မှတ်ထိုးပါ၏ကယောဂါဆိုတခုကိုလိုလိုလားလားလက်ခံရင်သဘောတူညီကြောင်းမိမိပါတာလက်မှတ်ထိုးမိလိုက်မှန် ကျွန်တော်မသိခဲ့ပါသေးပါအင်္ဂလိပ်အိန္ဒိယန်ကြီးကမ်းလာတော့လက်ကိုစုပ်ကင်လှုပ်ခွာ၍စက်သားဆိုင်မှရေခဲရိုက်စက်သေးတကောင်ရဲ့ခြေထောက်များကိုစုပ်ကင်မိသည်နှင့်မချားလာပါကဲနေချင်းညာချင်းစားပေးတတိဖြစ်သွားရဲ့စားရေးဆရာကြီးကျုပ်တို့အောင်မြင်ချင်းအထိတ်မှ်ကော်ဖီတောက်ကြရသူကစပွဲပေးရှိဗီဒီယိုပုကလေးပေါ်ရှိတပူတူစီကိုလှလန်းလိုက်ပြီးကျွန်တော်ကအေးဆက်စွာပြောလိုက်သည် ီလိုတဲကခမားဝတ်ထားတဲ့ဝီစကီပလင်းပြားကလေးရှိခဲ့ရင်ဝီစကီကိုသာထုတ်ပေးစမှာဗျာကျွန်တော်စိတ်ငြိမ်တော့အောင်ဝီစကီတောက်ချလိုက်မှာပဲတင့်တော်လိမ့်မယ်နင်းဆက်ကြဝရာအတွင်းမှာရှိရှိသမျှကုံတော့အကြောင်းချင်းရအားလုံးကိုရေးသားပုံနှိပ်သည့်စာအုပ်မျိုးပုံစံဖြင့်ကျွန်တော်၏နေအိမ်မှာအိမ်ဤဝိသေသပျောက်ွယ်သွားခဲ့သည်ကျွန်တော်သည်စာအုပ်ပုံပေါ်မှာထိုင်ထလဲလျောင်းစာရေးစာဖတ်ရပါသည်ပရင်ပေါက်များစီကသာ အလင်းရောင်ကို စာအုပ်များက တားဆီးကွာခွဲထားကြသည်အိမ်အပြင်ဘက်ကိုထွက်လာသောအခါကျွန်တော်သည် စာအုပ်များကြောင်းမှတွားသွား၍မွေးတကောင်သို့ရှော့ထွက်ရသည်ရေအိမ်ထဲမှာပါတင့်တော်သော စာအုပ်များကိုနေရာချထားပေးရသည် ကျွန်တော်သည်စာရေးဆရာတယောက်နှင့်မတူတော့ပင်စာအုပ်ကိုယ်တော်တစ်လုံးထဲမှာနီးရာစာအုပ်မှစာရွက်များကိုကိုက်စားနေသည်ငတ်မောစာလောင်သောကြွက်တကောင်နှင့်တူလာသည်ကျွန်တော်စာမေးဖြစ်တော့ပါ ကျွန်တော်လက်ဖြားနဲ့မျက်စိဖြားအနီးမှာစာအုပ်တအုပ်ကအစင်မြင်ရှိနေတတ်သည်ကျွန်တော်အိပ်ပျော်သောကစာအုပ်အထူးကြီးတအုပ်ကိုခေါင်းအောင်လဲအခြားစာအုပ်များက ကျွန်တော်ဘေးမှာ ကိုရံတော်များလို့သို့မဟုတ် အဆောင်ကျက်ဘလူးများလို့နေရာယူထားကြသည်ဤအချိန်တိုင်းဆက်သွားရမေးရပါစာအုပ်တအုပ်ကြောင့်ဖြစ်စာပေအစုဝေးတစ်ခုကြောင့်ဖြစ်စီလူတအူးရဲ့ဘဝဖြစ်တည်မှု ပြည့်ယွန်းတိမ်ပွားရန်အလိုမရှိအပ်ပါ ကျွန်တော်သည်တုတ်တန်ရှိဝနာကျော်ထင်ဥပါကြရဲ့ကြောက်ဖြူသားဖွေးလက်နေသော အုတ်ကူတို့ရောက်သွား၍သူ၏စာအုပ်များကိုကျွန်တော်အမွေဆက်ခံခြင်းမပြုလို့တော့ကြောင်းစာကြည့်တိုင်းတစ်ခုတို့လှူတော့မည်ဖြစ်ကြောင်းကျွန်တော်ပြောကြားအသိပေးလိုက်ပါသည်မင်းသဘောပေါက်ပြီလားစာရေးဆရာဆိုတာစာအုပ်ရဲ့သခင်ပဲဖြစ်ရမယ်စာအုပ်ရဲ့ကြုံမဖြစ်ရဘူးဆိုတာတဏီယာယာမှ ရေသံတက်တဲ့ကို ကျွန်တော်ကြားရောက်မိတယ်လို့လို့ခံစားလိုက်ရပါတယ်ကျူးနေလိုင်းတက်မဂဇင်းဇန်နဝါရီလ2009ခုနှစ်နာဆင်ပေးခဲ့ကြတဲ့တအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်